Hello အားလုံးမင်္ဂလာပါဖိုးဖိုးမချန်ကနေကြိုဆိုပါတယ်ဆိုတော့ဒီနေ့ညမှာဆိုလို့ရှိရင် Club Brugge နဲ့ Arsenal တို့ကစားတဲ့ပွဲမှာ Arsenal က၃ဂိုးကိုမရှိဆိုတဲ့ရလနဲ့ကျွန်တော်တို့က Nani Maruweki တို့ပါလို့ခြေစွမ်းပြပြီးတော့အနိုင်ရတယ်ပေါ့နော်ဆိုတော့အနိုင်ရခဲ့တဲ့အတွက် Arsenal ကတော့လက်ရှိ Champions League မှာ100% winning record ကိုပိုင်ဆိုင်ထားတဲ့တည်တင်းသောအသင်းပေါ်လေ6ပွဲကင်ထားတဲ့နေရာမှာ6ပွဲစလုံးအနိုင်ရထားတယ်ဒုတိယနေရာက Bayern Munich ရှိနေတယ်။ Bayern Munich ကိုလည်းသူတို့ကအနိုင်ယူထားတာဖြစ်တဲ့အတွက် အာဇနီဟာပေးကူလဲ6ပွဲလုံးမှာတကူပဲရှိပြီးတော့ဒါ100% record ကို Champions League မှာပိုင်ဆိုင်ထားတယ်။အင်ရှင်ဖြစ်တဲ့ Club Brugge အတွက်ကတော့ဒါအာဇနီကိုကျွန်တော်တို့ကျွန်တော်ထင်တာထက်ပိုပြီးတော့သူတို့လုံပြနိုင်ခဲ့တယ်လို့ယူဆရတယ်။အာဇနီဘက်ကလူမဆုံတာလဲပါတာပေါ့လေ။ဒါပါတော့နောက်တန်းဒီလူမဆုံတာကွန်းလေတွေအနာပီကရိကစားမတွေရှိတာဘာညာနဲ့ဒီအာဇနီရဲ့အကောင်ဆုံးအင်အားအတောင်ဆုံးလူစင်တော့ကျွန်တော်မဟုတ်ခဲ့ဘူးပေါ့။ဒါပေမဲ့လေလို့ Club Brugge နဲ့ပွဲမှာ Club Brugge က သူတို့အိမ်ဝင်လည်းဖြစ်တယ်ဆိုတော့အတိုင်းအတာတစ်ခုတည်းသူတို့ဒုက္ခပေးနိုင်ခဲ့တယ်မူကြီးကျွန်တော်ရှိတယ်။ဒေးဗစ်ရာယာကိုအများကြီးဆန်းသက်မှုတွေသူတို့လုံနိုင်ခဲ့တယ်။ကံကြက်ကောင်းနေသူတို့ဘောနော်လုံးဝအလုပ်ပြနိုင်ခဲ့တယ်။အဲဒေးဗစ်ရာယာမှုလို့သာသူတို့အနေနဲ့ဂိုးရီပါရီမရခဲ့တာ။နော်ဒါအပြင်အာဇနီကိုပရက်ရှာပေးတဲ့အချိန်မျိုးမှာလည်းသူတို့ထိရောက်ခဲ့တာတွေကျွန်တော်ရှိတယ်။ အာဇနေဟာပွဲကိုလုံးဝကြီးထိန်းချုပ်ထားနေတာမျိုးမဟုတ်ဘဲနဲ့အရန် chaos ဖြစ်တဲ့ moment ညတော့မှသူတို့ရှိခဲ့တာတွေအများကြီးပဲပေါ့နော်အဲ့တော့အာဇနေဒီနဲ့ထင်လောက်တော့ပွဲကိုမထိန်းချုပ်နိုင်ခဲ့ဘူးအဲတိုးတော်လည်းပဲ club ရဲ့တုံ့ပြန်မှုတွေနဲ့လည်းဒါဟာအများကြီးသက်ဆိုင်တဲ့အခြေအနေမျိုးကြောင့်ဆိုတာကျွန်တော်တို့ပေါ့နော်ဒါပြောရမယ်ပေါ့နော်ဆိုတော့ club blue တို့ကတော့အင်ရှင် bb သူတို့ဒါအာဆင်နယ်ကိုလူမဆုံမှုဖြစ်တဲ့အတွက်အာဆင်နယ်ဘက်ကလူမဆုံမှုဖြစ်တဲ့အတွက်ဒီအင်ရှင် bb သူတို့ လိုက်နာတစ်ခုဒီသူတို့ဒုက္ခပြီးဖို့ကျူးပန်းနေပေါ့လေဒါပေမဲ့လည်းသူတို့ Champions League မှာဒီပွဲအပါဝင်ကိုမှပဲသူတို့ကတပွဲပဲနိုင်ထားသေးတာဆိုတော့ဘလို့မှအဆင်မပြေခဲ့ဘူးဘလို့မှအဆင်မပြေခဲ့ဘူးဆိုတော့အဲဒီတက်ပို့ပြီးတော့သူတို့လည်းမတက်နိုင်ဘူးလို့ကျွန်တော်ထင်တယ်အာဇနီယာသူတို့ထက်စာရင်သူတို့အနေနဲ့ဒါလူမဆုံတဲ့ဒီပုံစံနဲ့တောင်မှ သူတို့ကို3စီးတွေပါနေနိုင်နေဆိုတဲ့ခါကျတော့ level ဟာအရန်ကွာဟမှုကျွန်တော်ကြည်လို့မှာဆိုတော့ Arsenal တော့ injury ပြဿနာတွေပါနေအကြောင်းကျွန်တော်တို့ဒါ Julian Timber တို့ပါလို့ဇာမတွေကျွန်တော်တို့ဒါမပါနိုင်ခဲ့ဘူးပေါ့နော် Color Fury ပါလို့ဒုတိယပိုင်းကျွန်မပဲသူတို့ဒါလူစားဝင်ပြီးတော့ကျွန်တော်ကစားလာတာအဲ့တော့ဟိုဘယ်လိုပြောမလဲ Arsenal ဘက်ကဆိုလို့ရှိရင် Christian Nogat ကိုကျွန်တော်တို့ဒါနောက်တန်းကိုထားပြီးတော့ကစားရတယ်ကွင်းလယ်မှာ Rice တို့ပါလို့အနားတွေပါနေပြီးပြီးတော့ Zubimendi Merino OGK ဆိုတဲ့အတွင်းမျိုးနဲ့ကျွန်တော်ပွဲထုတ်လာတာတိုက်စစ်မှာဆိုလို့ရှင်တော့ Nonimaroki နဲ့ Martinelli, Vita Yokres ပေါ့လေဒါ Vita Yokres ကတော်တော်ကိုစုပ်ပါတယ်တော်တော်ကိုညံ့ပါတယ်เนาะဘလူးမန်လည်းဟို passing လေးတော့မှကိုရှိမှပေးရတာကိုကျွန်တော်မှန်အောင်မပေးနိုင်ခဲ့တာတွေကျွန်တော်အများကြီးပဲခနာကိုပြီးတုံးပြီးတော့เนาะအမြင်ဘောတွေဘာတွေကိုဟိုးတဲ့လောက်တာကတော့လွင်းရင် Vita Yokres ဘာမှလုံနိုင်ခဲ့တာမျိုးကျွန်တော်အများကြီးမရှိဘူးအာသူ injury ပြဿနာတွေကြောင့်အနာယူသူအနာရပြီးတော့ကြားထဲမှာပြန်ကစားတာတွေကြောင့်လည်းပါကောင်းပါမယ်ဒါပေမဲ့လို့ အာဆင်နယ်ကိုရောက်ကြတဲ့ကအရင်အထင်ကြီးတရားကောင်းတာမျိုးတွေယူကရက်စီကနေပြီးတော့မယ်ရီနိုလောက်တော့မှတိုက်စစ်မှာလုံးမပြနိုင်တာနေကျွန်တော်အများကြီးရှိတယ်။အဲ့တော့နော်နီမာရိုကီရောဒီဘက်မှာအကောင်းဆုံးလို့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်။အဲသူ့ရဲ့ကျွန်တော်ပထမ twin goal ဆိုလို့ရှိရင်အရင်ကောင်းတဲ့ကန်ချက်ထဲမှာပါတယ်ဗျာ။ဒါပြီးမာတီနယ်လီ twin သွားတဲ့ goal ဆိုလို့ရှိရင်လည်းဝေ့ဝိုက်ပြီးတော့ကိုကျွန်တော်ကန်သွားတာကန်ချက်တွေကျွန်တော်တော်တော်ကောင်းနေပေါ့နော်။ကလပ်ဘရူကူသမားအတွက်တော့ဘာမန်တူတူချာချာမလုံနိုင်ခဲ့ဘူး။အဲ့ပြီးရင်လည်း ဆူပါမင်းဒီရဲ့ကျွန်တော်သား cross ကနေတစဉ်မာရိုကီကလုံးဝ goal နဲ့သူနဲ့ပဲကျွန်တော်နာကိုကောင်းတိုက်သွင်းသွားပြီးတော့3-0နဲ့သူ9နဲ့အာဆင်နယ်အတွက်တော့ခုနကပြောသလိုပဲဒုတိယပိုင်းမှာဆိုလို့ရှိရင်ဒန်ယာကာလာဒါဒန်ယာကြောက်ပါနော်ကာလာရှိ နားထားရတဲ့ Gabriel Jesus လူကစားမတွေပြန်ပါနိုင်တယ်စာကာတို့ကိုဒုတိယပိုင်းမှာနော်ကျွန်တော်ထည့်လာတာတွေကျွန်တော်ရှိတယ်လူငယ်လေးခလာပဲလေး Eden Winery တို့ကိုကျွန်တော်ထည့်လာတာတွေကျွန်တော်ရှိတယ်ကာလာဖီယိုဒီတို့ကိုဒုတိယပိုင်းမှာကျွန်တော်သုံးလာတာတွေကျွန်တော်ရှိတယ်အဲဆိုတော့ဒီပွဲကအာဆင်နယ်အတွက်တိတ်ပြီးတော့ စိုးရိမ်စိုးရိမ်စရာအများကြီးမရှိခဲ့ဘူးเนาะခြေသွမ်းပိုင်းအရာပေါ့เนาะသူတို့ဟာဟိုထူးထူးခြားခြားကြီး club တွေမတားခဲ့ဘူးဆိုပေမဲ့ကစားမ quality တွေချင်းကအရင်ကွာတယ်အရင်ကွာပြီးတော့ကျွန်တော်ကိုပြတ်နိုင်ပွဲတွေပါတယ်ကျွန်တော်ရအောင်လှုပ်ပြသွားတာပေါ့ဆိုတော့ပြီးခဲ့တဲ့ကျွန်တော်ဒီ Aston Villa နဲ့ရှုံပွဲအပြီးမှာ Arsenal အတွက်တော့ဖြစ်တဲ့နိုင်ပွဲကိုပြန်ပြီးတော့ယူပြခဲ့တာလို့ကျွန်တော်ပြောရမှာပဲဆိုတော့ weekend မှာဆိုလို့ရှိရင်လည်းသူတို့ဟာပြန်ပြီးတော့လှုပ်ပြနိုင်ဖို့ကျွန်တော်လိုပါတယ်အဲဒီတော့ Arsenal ရဲ့အဲ့ဒီအဲ့ဒီအတွက်ပဲ Arsenal ကအမှန်ကန်သွားနေတာဆိုတော့ Arsenal တွေကဒီနိုင်ပွဲက အများကြီးကစားမားတွေတွေစိတ်သက်နော်ဒီဘူလီယောင်းနဲ့တွန်းပို့မှုတွေလုံနိုင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ club group ဟာသူတို့အတွက်တိတ်ပြီးတော့ပြိုင်ဖက်မဟုတ်ခဲ့ပါဘူးလူမဆိုးတဲ့လူစင်းတဲ့တော့မှညီကတော့နေနေရောဒီပွဲနဲ့ပတ်သက်လို့ဘယ်လိုမြင်ကြလဲသူနေကြပါအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်